မင်္ဂလာပါကျမကဒီမှာဆောမီနာတက်မှာ it's raining rainbow ရဲ့တီထောင်သူဖြစ်ပါတယ်ကျမနဲ့တူရှိနေသူကတော့ရှင်းနေတူလည်းဖြစ်လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာရမှုဆိုင်ရာနေနာခြေတောက်ဆုပ်မှုကြောင့်ကျင်သူလည်းဖြစ်တဲ့ rush ပါဒီနေ့ကျမတို့လုပ်ငန်းဝင်ထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်ပြီးပြောပြပါမယ်မင်္ဂလာပါ rush ရေမင်္ဂလာပါဒီပါအားလုံးပဲမင်္ဂလာပါအလုတ်တော်ဝင်ဆောင်ရွက်နေစဉ်မှာအလုတ်သမားတယောက်ထိခိုက်ဒဏ်ရာရရင်နိနာကြီးဘယ်လိုရနိုင်ပါသလဲနိနာကြီးရဖို့နေလနဲ့မျိုးရှိပါတယ် ပထမနေ့ကတော့အလုတ်ခွင်တွင်ထိခိုက်တံရရမှုရောကြီးအဥပဒေ WICA ရတောင်းတာပါဒုတိယနေ့ကတော့အင်္ဂလိပ်ရိုးရာဥပဒေ Common Law ရတောင်းဆိုတာဖြစ်ပြီးတော့တရားရုံးမှာတရားစွဲဆိုတောင်းဆိုရမှာဖြစ်ပါတယ် WICA ရနှစ်နာချီရဖို့ကမှားယွင်းမှုပေါ်အခြေမခံပါဘူးနှစ်နာချီရဖို့အဓိကအရေးကြီးတဲ့အချက်ကတော့မတော်တဆမှုဟာအလုတ်တဝင်ထမ်းဆောင်နေစဉ်မှာဖြစ်ပွားတာဖြစ်ရပါမယ် WICA ရနှစ်နာချီရဖို့အတွက်အဓိကအချက်၃ချက်ပေါ်အခြေခံပြီးဆုံးဖြတ်မှာဖြစ်ပါတယ် ပထမအချက်ကတော့သင်ဟာအမြဲတမ်းအလုပ်လုပ်ခိုင်တာဆိုမရှိတဲ့အခြေအနေဖြစ်သွားမယ်ဒုတိယအချက်ကသင်ရဲ့စေကွင်းအတွင်းရာမဒုက္ခလစာဖြစ်ပြီးတော့တတိယအချက်ကတော့သင်ရဲ့စေကုတစီအတူဖြစ်ပါတယ်နောက်တနည်းဖြစ်တဲ့အင်္ဂလိပ်ရိုးရာဥပဒေ common law အရာကတော့မှားယွင်းမှုပေါ်အခြေခံဆုံးဖြတ်ပါတယ်သင်အလို့ရှင်ဒါမှမဟုတ်အခြားလူတို့ဦးတက်ပါတီရဲ့ပေါ်ဆမှုဒါမှမဟုတ်ပြက်ခတ်မှုဖြစ်ကြောင်းကိုတင်းဘက်ကတက်တည်ပြဖို့လိုသလို ေပုံရအားဖြင့်ယောကြီးကလည်းပုံများပါတယ်။အဲဒီယောကြီးငွေထဲမှာနာကျင်မှုနဲ့တိခိုက်တဲ့အရာမှုအတွက်အထွေထွေနင်းနာကြီးတွေပါတဲ့အပြင်နောက်အနာဂတ်ဝင်ငွေဆုံးရှုံးမှုဒါမှမဟုတ်ငွေငွေရှာဖွေနိုင်စွမ်းဆုံးရှုံးမှုနဲ့နာဂတ်စေကူတာမှုကုန်ကျစရိတ်စားတဲ့အထွေထွေနင်းနာကြီးတွေလည်းပါဝင်ပါတယ်။အဲဒီအချက်တွေအပေါ်မှာနင်းနာကြီးပမာဏကိုတော့ကန့်သက်ထားတာမရှိပါဘူး။ဒါအပြင်အမှုကိုတရားရုံးကဆုံးဖြတ်ချက်မချခင်အထိကုန်ကြတဲ့အသုံးစရိတ်တွေကိုပေးရတဲ့အထူးရောကြီးဆိုတာလည်းရှိပါသေးတယ်။ အဲ့ဒီထူးကျော်ကြီးထဲမှာစေကုသစီရဲ့ငွေငွေဆုံးရှုံးမှုဆရာဝန်စီသွားတဲ့ခီးစိတ်တွေပြီးတော့မိမိပိုင်ပစ္စည်းဥပမာလက်ကင်ဖုန်းနဲ့ဆလာတူပစ္စည်းမျိုးတွေနဲ့နာဆုံးရှုံးရတဲ့အတွက်ကျော်ကြီးတွေလည်းပါပါတယ်ဒါဆိုအလုံသမားတယောက်က WIC အရာတောင်းရမလားအင်္ဂလိပ်ရရဥပဒေ common law အရာတောင်းရမလားဆိုတာဘယ်လိုဆုံးဖြတ်ရပါသလဲအရှိမပြောခဲ့တယ်လို့ပဲ WIC အရာနင်နာကြီးတောင်းတာကမောင်းရမှုပေါ်အခြေမခံပါဘူးနင်နာကြီးကလည်းတော်တော်နေပါတယ်အထူးသဖြင့်တဲ့အမှားကြောင့် ဒါမှမဟုတ်ဘသူအမှားကြောင့်မဟုတ်ဘူးဆိုရင်တော့ရေပေါ်ရအဖြစ် WIC ရရတောင်းရမှာဖြစ်ပါတယ်။ဒီနှစ်နာချီလုပ်ငန်းစဉ်ကတော့ပုံမြန်ပြီးတော့ခမန်းချီ6လလောက်အတွင်းနှစ်နာချီရပါတယ်။ဒါပေမဲ့မတော်တဆမှုဖြစ်တာကတရားရုံးရဲ့အပြစ်ကြောင့်ဆိုရင်တော့ဥပမာတင်းအလုံရှင်ကတင်းအတွက်ဘေကင်းလုံးဂျုံနဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်လုပ်ငန်းခွင်လုံခြုံမှုစနစ်ဒါမှမဟုတ်တဲ့အလို့ကိုကူညီဖို့လုံလောက်တဲ့လောကအင်အားခက်တာပေးဖို့တာဝန်ပြက်ကွက်တာမျိုးဆိုရင်တော့ အလုံးရှင်ရဲ့အဖြစ်လို့ပြောလို့ရသွားပါပြီ။ဒါမှမဟုတ်သင်ဟာယင်မတော်တဆမှုဖြစ်တယ်။အဲ့ဒီမတော်တဆမှုဟာအခြားတူတူဝူရဲ့ပြေချဖြစ်တာဆိုရင်လေအဲ့ဒီအခြားတူဒါမှမဟုတ်သင်အလုံးရှင်ကိုအင်္ဂလိပ်ရိုးရာဥပဒေကွန်မန်လောရာနင်းနာကြီးတောင်းဆိုရမှာဖြစ်ပါတယ်။အရင်ကပြောခဲ့သလိုပဲရေပုံရအဖြစ်နင်းနာကြီးကပုံများပေမဲ့အချိန်နဲ့ပို့ကြမှာဖြစ်ပါတယ်။အင်္ဂလိပ်ရိုးရာဥပဒေကွန်မန်လောရာတရားရုံးရဲ့ဆုံးဖြတ်ချက်ကို စောင့်နေတဲ့အလုပ်သမားတယောက်ကိုကူညီပေးနိုင်တာကနှစ်ခုရှိပါတယ်။ပထမတစ်ခုကတောင်းဆိုမှုဟာစံကြမှုရှိနေမယ်ဆိုရင်တရားရုံးကနင်းနာခြင်းအပေါ်မှာအတိုးပေးမှသိကြပါဗျ။ဒုတိယတစ်ခုကအမေးချဖို့စောင့်နေတုန်းမှာလက်တလောအချက်ကြီးကြော်လွားဖို့အတွက်ဈာကာလာငွေပေးချေမှုတရားအတွက်လည်းသင်ရှင်းတွေကနေတစင်ရှောက်ထားခိုင်းလို့ရပါဗျ။ ဟုတ်ကဲ့ကောင်းပါပြီ။ဒါဆိုပုံမှန်အားဖြင့်ဘလိုလူတွေက WICA အရနင်နာကြီးတောင်းဖို့အကျုံးဝင်ပါကလေး။ WICA အရနင်နာကြီးရဖို့ဆိုရင်ရေပုံရအားဖြင့်သင်ဟာအဥပဒေပါအလုပ်သမားဆိုတဲ့အသေးပဲဖွင့်ဆိုချက်နဲ့အကျုံးဝင်ဖို့ဒါမှမဟုတ်အလုပ်တရံဖြစ်အလုပ်လုံးနေသူတူဖြစ်ဖို့လိုအပ်ပါလေ။ကိုစီပွားရေးလုပ်တဲ့တခြားလွတ်လပ်တဲ့ contractor တွေအင်ကူလုပ်သားတွေကအဥပဒေရဲ့အလုပ်သမားဆိုရင်အသေးပဲဖွင့်ဆိုချက်မှာမပါဝင်ပါဘူး။ ောက်ဆိုရင်ဒီလိုမျိုးကိုအလုံးခွင်ထိခိုက်ဒဏ်ရာရမှုလို့ပြောနိုင်ပါတယ်ပြောချင်တာကဥပမာအပြင်အလုံးတော်ဝင်ထမ်းဆောင်နေစဉ်ဖြစ်ပေါ်တာကတော့ရှင်းတယ်လေဒါပေမဲ့အလုံးလုံးဖို့အလုံးကိုသွားနေတဲ့အချိန်အလုံးခွင်ကိုအသွာအမြန်လမ်းကလော်ရီကားပေါ်မှာအလုံးကမနှစ်ယောက်အလုံးခွင်မှာရန်ဖြစ်တာမျိုးဆိုရင်တော့အလုံးခွင်ထိခိုက်ဒဏ်ရာရမှုဆိုတဲ့ဘောင်ကဘလောက်ထိကျက်ပြတ်ပါတယ်လဲဟုတ်ပါလေ တိကျတဲ့အရာမှာအလုံးတော်ဝင်ထမ်းဆောင်နေစဉ်အတွင်းမှာဖြစ်ပွားရမယ်ဆိုတာကတော့အဓိကချက်ပါအလုံးခွင့်မှာပဲဖြစ်ဖြစ်တင်းအလုံးကိုလုပ်ဖို့တွားနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ပါအလုံးတော်ဝင်ထမ်းဆောင်နေဆိုတာနိုင်ငံရဲ့ဆားမတာဝန်ကြတာအခြားပုဂ္ဂိုလ်ဖွဲ့စည်းရဲ့အလုံးခွင့်မှာတာဝန်ကြတာလို့လည်းပါပါတယ်ဥပမာ အခြားစီမံကိန်းအတွက်အဓိကကန်ထရိုက်တာအနေနဲ့ဆောင်ရွက်နေတာလုံးသွားအလုံးပြန် လုံးရှင်ကစီစဉ်ပေးတယ်ခီးသွားတာတို့လည်းဂျုံဝင်ပါတယ်ဒါပေမဲ့ကိုကြီးကိုသားအတွက်လမ်းကြောင်းပြောင်းသွားရဲဆိုရင်တော့ဂျုံဝင်တော့ပါဘူးဟုတ်ကဲ့ပါဒါကတော့အရန်ကိုရှင်းပါတယ်ကျေးဇူးတင်ပါတယ်ဒီတော့အလုတ်သမားတယောက်အနေနဲ့အလုတ်ခင်မှာထိခိုက်ဒဏ်ရာရပြီဆိုရင်ပထမဆုံးဘာလုပ်သင့်ပါသလဲလုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရပြီဆိုရင်ပထမဆုံးလုပ်သင့်တာကတင်ဒဏ်ရာရနေဆောင်ကို သင်အလုပ်ရှင်ရဲ့လုပ်ဖို့ခိုင်မဲ့တွေကိုသိပြပါပြီးရင်စေကုသမှုခံယူပါစေကုသမှုခံယူတဲ့အခါထိခိုက်ဒဏ်ရာဘယ်လိုရခဲ့တယ်ဆိုတာကိုဆရာဝန်ကိုရှင်းပြဖို့လည်းအကြံပြုလိုပါတယ်ဆရာဝန်တွေကထိခိုက်ဒဏ်ရာမှုဘယ်လိုဖြစ်ကြောင်းသိဖို့လိုပါတယ်သင်ရဲ့စေကုသမှုတမိုင်းချောင်းကိုကြည့်ပြီးထိခိုက်ဒဏ်ရာမှုကိုထိထိရောက်ရောက်ကုသနိုင်မှာဖြစ်ပြီးတော့ ထိခိုက်ခံရမှုတွေဟာလုပ်ငန်းခွင်မတော်တဆမှုမှာဖြစ်တဲ့ဆိုတာကိုလည်းသက်သေပြနိုင်မှာဖြစ်ပါတယ်။ ကယ်လို့အလုတ်ရှင်ကဒါဟာအလုတ်ဖင်မတော်တဆမှုလို့မယုံဘူးဆိုရင်ရောဥပမာပြောရရင်ဒီမတော်တဆမှုဟာအရင်ကဖြစ်တာဒါမှမဟုတ်အလုတ်ဖင်ကိုမလာခင်ကဖြစ်ခဲ့တာချိကဲ့ခဲ့တာလို့ပြောလိုက်ရင်ဒါဟာအလုတ်ဖင်ချိကဲ့တယ်ရမှုပါဆိုတဲ့အချက်ကိုအလုတ်သမားဘက်ကဘလို့သက်သေပြသင့်ပါသလဲလို့အကြံပြုပါသလဲအလုတ်ရှင်က အဲ့ဒီမတော်တဆမှုဟာလုပ်ငန်းခွင်ထိခိုက်တဲ့အရာမျိုးမျိုးမဟုတ်ဘူးလို့ညီနဲ့အချင်းကြီးမျိုးလည်းရှိတတ်ပါတယ်။ဒီလိုအချင်းကြီးမျိုးမှာဆိုရင်အလုပ်သမားဟာအလုပ်ရှင်စီကိုတည်င်းပို့ရုံနဲ့မကဘဲနဲ့ MOM ကိုလူစွာရင်းမြစ်ဝင်ကြီးဌာနကိုပါတည်င်းပို့ထားတာကလုပ်သမားအတွက်အထောက်အကူရနိုင်ပါတယ်။ဒီလိုမတော်တဆမှုဖြစ်ခင်ထိခိုက်တဲ့အရာမှုမျိုးရခင်ကမရှိခဲ့ဘူးဆိုတာကိုလောကမှာကစိတ်မတန်းနဲ့ပြလို့လည်းရပါတယ် ီလိုအခြေအနေမျိုးမှာအကောင်းဆုံးလုံးတည်တာက ရှိနေတဲ့ပုံပြင်လင်းလင်းတိုင်မြင်ပြီး အကူအညီရယူတာပါပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အင်မတန်ကောင်းတဲ့အကြံပြုချက်ပါအခု အလုတ်ရှင်ဘက်ကစိတ်ကူတာစိတ်တွေပေးဖို့ညင်းတယ်ဆိုရင် အလုတ်သမားကပထမဆုံးသူ့ဘာသာစိတ်ကူတာစိတ်ပေးရမှာပါလားအင်မတန်ကောင်းတဲ့မိကုံပါ WIC ရအလုတ်ရှင်ဟာ တမထားတဲ့အတိုင်းကတခုတည်းဈေးကူတဈေးတွေပေးဖို့တာဝန်ရှိပါတယ်။အလုပ်သမားကဈေးတွေကိုချိုးပေးရရင်လည်းအလုပ်ရှင်ကအလုပ်သမားကိုပြန်ထုတ်ပေးရမှာပါ။နိုင်ငံခြားလူစွာရင်းမြစ်အလုပ်ခန္ဓာအမှုအဥပဒေ Employment of Foreign Manpower Act အရလည်းဈေးကူတဈေးကိုအလုပ်ရှင်ကဈေးရုံကိုတရားပေးရမယ်လို့ဖော်ပြထားပါတယ်။လက်တွေ့မှာလည်း ဒီစေကုသဆေးတွေကိုအလုံးရှင်ကပေးချေတယ်ဆိုရင်အလုံးရှင်ကစေကုသမှုဆေးပေးချေဖို့သဘောတူကြအောင်ဈေးရုံတွေကပုံစံတွေမှာဖြည့်သိမ်းရေးသားဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီကအလုပ်သမားတွေအတွက်လုံလောက်တဲ့ကာဝေးမှုတွေကိုဥပဒေကပေးထားတယ်လို့ယူဆရမှာဖြစ်ပါတယ်။ဒါဆိုအလုပ်သမားတယောက်ကအလုပ်ခွင်ထိခိုက်ဒဏ်ရာရမှုအတွက်ဘယ်လောက်ထိတောင်းဆိုလို့ရမလဲ။ဥပမာသူကအထွေထွေယောဂကုဆရာဝန် GPC သွားမယ်။ GP ကအထူးကူကိုလွှဲမယ်အဲ့ဒီမှာခွဲစိတ်ကူသားဖို့လိုမယ်စိတ်ခွင့်နဲ့၃လောက်နေရမယ်ဆိုပါစို့နောက်ဆုံးစေယုံကစင်းတဲ့အခါသူကတသက်လုံးချေထော့ကျိုးနဲ့ရှောက်ရတော့မယ်လို့ဆရာဝန်ကပြောမယ်ဒါကိုဥပမာယူပြီးဘလောက်အထိညနာချိန်တောင်းဆိုလို့ရပါသလဲမင်းဟူကောင်းတစ်ခုပါ WRC ရနိနာခြေတောင်းဆိုမှုနဲ့အင်္ဂလိပ်ရိုးရာဥပဒေအမှန်တော့ရနိနာခြေတောင်းဆိုမှုတွေကိုအခုချင်းစီခွဲပြောပြပါမယ်။ အလုရှင်ဒါမှမဟုတ်အခြားသူတို့ရဲ့အမှားကြောင့်ထိခိုက်ဒဏ်ရာရကြောင်းအလုသမားဘက်ကတက်တည်မပြနိုင်ရင် WRC ရနင်းနာစီတောင်းရမှာဖြစ်ပါတယ် WRC ရနင်းနာစီတောင်းတဲ့အခါပထမဆုံးအနေနဲ့အလုသမားရဲ့အများရလုံးလုံးခိုင်နိုင်စွာမရှိမှုအတိုင်းတာကိုကြည့်ပြီးနင်းနာစီပေးရမှာဖြစ်ပါတယ်ဆီယောင်ကလုံခွင့်ထိခိုက်မှုကြောင့်မြေနဲ့လုံလုံခိုင်နိုင်မှုအတိုင်းတာဘလောက်ရှိကြောင်းစိတ်မတမ်းမှာ ဖြည့်သွင်းရမှာဖြစ်ပါတယ်။အဲ့ဒီအချက်တွေရ WNC ပါဇာကိုကြည့်ရင်တင်းရဲ့အမြင်နဲ့လုံးလုံးခိုင်နိုင်စွမ်းမရှိမှုအတိုင်းတရားနင်းနာစီဘလောက်ရမလဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။အမွေမော့ဆိုင်မှာလည်းအမြင်နဲ့လုံးလုံးခိုင်နိုင်စွမ်းမရှိမှုအတိုင်းတကိုထွက်ချက်တဲ့ဆက်ရှိတဲ့အတွက်ဘလောက်ရမလဲဆိုတာစစ်ကြည့်လို့ရပါတယ်။ဒါက WNC ရ ညနာခြေတောင်းဆိုမှုပထမတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့အမြင့်ဆုံးစေကူတာစီဒေါ်လာ၄၅၀၀တောင်းတိရယ်စေခွင့်ယူထားစဉ်လောက်ခလာစာကိစ္စရဖြစ်ပါတယ်။အခြေခံအဖြစ်စေခွင့်ကို၂လအထိလာစာပြည့်ပေးမှဖြစ်ပြီးတော့နောက်ထပ်၁၀လစာကိုတော့လာစာရဲ့သုံးမနှစ်ပုံပဲပေးမှဖြစ်ပါတယ်။အဲ့ဒါတွေဟာစွတ်စွတ်ပါဟာ WIC ရပေးတဲ့မျက်နှာခြေပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့လုံးရှင်ဒါမှမဟုတ်အခြားလူတွေကမာဆိုတာလုံးမှာတက်ကတသိပြနိုင်ရင်တော့အင်္ဂလိပ်ရိုးရာဥပဒေခွန်မလို့ရာတောင်းဆိုတင်ပါလေအင်္ဂလိပ်ရိုးရာဥပဒေရအလုံးသမားကသူရှိတော်တိခန့်မှုနဲ့နာကျင်မှုတို့အတွက်အထွေထွေညံ့တာကြီးမကန်ဆုံးမှုရဲ့အကျိုးဆက်အဖြစ်သူရဲ့ငွေငွေအမြဲတမ်းရောချသွားရဆိုရင်နာဂတ်ဝင်ဝင်ဆုံးရှုံးမှုအတွက်ထရီဒီနင်းနာကြီးအပြင်သူတစ်ခါမှုအတွက် နောက်စေကုသကုံချစီတို့ကိုအထွေထွေနဲ့နာကြီးအနေနဲ့ကောင်းဆောင်နိုင်မှာဖြစ်ပါတယ်။ဆရာဝန်ကဒါကိုစိမတံပုံစံနဲ့ထုတ်ပေးမှာဖြစ်ပါတယ်။အင်္ဂလိပ်ရိုးရာဥပဒေအရအထွေထွေနာကြီးလည်းရှိပါတယ်။အဲ့ဒီအထွေထွေနာကြီးထဲမှာလုတ်သမားရဲ့စေကုသစီစေကုနာစာတွေအတွက်ကန့်သတ်မထားပဲပေးရုံမှာဖြစ်ပါတယ်။ခီးစေးတွေမိုဘိုင်းဖုန်းတို့လိုကိုယ်ပိုင်ပစ္စည်းထိခိုက်မှုတွေအတွက်ပါ ပေးရောမှာဖြစ်ပါတယ်။ဥပမာပြောရရင်ဖြစ်ပွားခဲ့တဲ့မတော်တဆမှုမှာလောကမရဲ့ပေါ်ရောက်မှုကြောင့်သူကဆေးရခိုင်နှုန်းပေးဖို့တာဝန်ရှိတဲ့ဆိုရင်အဲ့ဒီရောကြီးရဲ့ကိုယ်ဆေးရခိုင်နှုန်းကိုရမှာဖြစ်ပါတယ်။ဒါကတော့ WNCA ရတောင်းတာနဲ့အင်္ဂလိပ်ရောရာဥပဒေ Common Law ရတောင်းတာကြောင့်ကွာခြားချက်ဖြစ်ပါတယ်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုအလုံသမားက WIC အရာတောင်းဆိုမှုလုပ်ပေမဲ့အလုံရှင်ကနေ့နာချိန်မပေးရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းပါပဲ WIC အရာတောင်းဆိုတာကိုအလုံရှင်ကနေ့နာချိန်မပေးဘူးဆိုရင်အလုံသမားအတွက်အားကိုးနိုင်တဲ့အကူအညီပေးရင် agency တွေအများကြီးရှိပါတယ် MOM website ကို Google ကနေရှာကြည့်ရင်ပိုရှင်းသွားပါလိမ့်မယ် ကောင်းပါပြီဒါဆို WICA လုပ်ငန်းစဉ်ကနေနှစ်နာကြေးရဖို့ပုံမှန်ဆိုဘယ်လောက်ဆောင်ရပါသလဲ WICA ကမှားယွင်းမှုနဲ့မဆိုင်ပါဘူးနှစ်နာကြေးကလည်းပုံနေပြီးတော့အင်္ဂလိပ်ရိုးရာဥပဒေ Common Law ရတောင်းဆိုတာထက်ပုံမြန်အောင်စီစဉ်ထားပါတယ် WICA ရတောင်းရင်ပြန်ပြ6လလောက်ကြာတတ်ပါတယ်အင်္ဂလိပ်ရိုးရာဥပဒေ Common Law ရဆိုရင်တော့ကိုယ်မှုကိုတည်တည်ပြရတဲ့အတွက်အချိန်ပိုကြာနိုင်ပါတယ် အင်္ဂလိပ်ရိုးရာဥပဒေ Common Law ရကောင်းဆိုတာကြတော့ထိခိုက်မှုသဘောတဘာဝနဲ့တရားရုံးလုပ်ငန်းစဉ်ဘလောက်ခီ ပောက်တယ်ဆိုတာပေါ်မူတည်ပြီးလအနေငယ်ကနေ နှစ်အနေငယ်ထိကြာနိုင်ပါတယ်။ဒါပေမဲ့အလုပ်သမားအတွက်အကူအထားကတော့အများအန်းရှိပါတယ်။အင်္ဂလိပ်ရိုးရာဥပဒေရတောင်းဆိုထားတဲ့အမှုအတွက်စောင့်နေချိန်မှာဂျာဖြတ်ချုပ်တင်ပေးခြင်းမူတည်ရရနိုင်ပါတယ်။တစ်ဖက်ကမြန်မြန်ဆဆပေးလျော်ဖို့တာဝန်ရှိတယ်လို့သတိပြနိုင်တာနဲ့ချုပ်တင်ပေးခြင်းမူတည်ရဆိုတာရှိလာပါတယ်။ ပြီးရင်သူတို့တွေကအာမခံထားတာရှိပါတယ်။အင်္ဂလိပ်ရိုးရာဥပဒေအရတောင်းဆိုမှုရဲ့ချက်ချက်ချက်ကတော့အမှုကကြားနိုင်ပေမဲ့လုံတမားအနေနဲ့သူနစ်နာကြီးအပေါ်မှာအတိုးရနိုင်တာပဲဖြစ်ပါတယ်။ဒီအဖြေကအာမေကွန်နဲ့ကိုက်ရလားခင်ဗျာ။โอเคเมโกเนี่ยไกลไปเจซุติมาเลยအခုဗီဒီယိုကိုကြည့်နေတဲ့အနုကမာတယောက်က သူလွန်ခဲ့တဲ့နှစ်နှစ်ကကြုံခဲ့ရတဲ့ထိခိုက်ဒဏ်ရာမှုရမှုတွေအတွက်တောင်းဆိုလို့ရတယ်ဆိုတာသိသွားပါပြီ။ဒါပေမဲ့သူအဲ့ဒီတုန်းကမတောင်းဆိုခဲ့ဘူးဆိုပါစို့အခုမှတောင်းလို့ရပါသေးလား။တနည်းပြောရရင်အလို့သမားတယောက်ဟာထိခိုက်ဒဏ်ရာရပြီးဘလောက်အကြာမှာမျက်နှာကြီးတောင်းဆိုခွင့်ရှိပါသလဲ။ WIC ရာတောင်းဆိုခွင့်ရှိတဲ့အချိန်ကတနည်းအတွင်းဖြစ်ပါတယ်။အဲဒီထက်ကျော်သွားရင်တော့ခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်ဆိုလို့ ကော်မရှင်နာကဆုံးဖြတ်ပေးတာမျိုးမရှိရင် WICA ရတောင်းလို့မရတော့ပါဘူးဒီလိုအခြေအနေမျိုးမှာ တခြားရွေးချယ်စရာရှိတာကအင်္ဂလိပ်ရိုးရာဥပဒေအရတောင်းတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ကြတော့လူထိခိုက်တံရမှုအတွက်တောင်းဆိုခွင့်ရှိတာကသုံးနှစ်အတွင်းဖြစ်ပါတယ်ဒီလိုဆိုတော့ WICA အရတစ်နှစ်အင်္ဂလိပ်ရိုးရာဥပဒေ Common Law အရ၃နှစ်ပေါ့နော် ။ကောင်းပါပြီ။အလုတ်ရှင်တယောက်ကအလုတ်ဖင်ကြီးကြိုက်တရားရမှုကြောင့်အလုတ်မလုံးနိုင်တော့တဲ့အလုတ်သမားကိုအလုတ်ထုတ်နိုင်ပါသလား။ဘုရားအကြောင်းအရာအလုတ်ရှင်ဟာအလုတ်သမားကိုစာချုပ်ပါစည်းကမ်းချက်တွေပေါ်အခြေခံပြီးတောင်းငါရဆန်းနိုင်ပါတယ်။ဒါပေမဲ့လုတ်သမားအနေနဲ့တောင်းဝင်ကရစဲခံရလို့အင်္ဂလိပ်ရိုးရာဥပဒေဒါမှမဟုတ် WIC ရနင်းနာခြင်းမကောင်းနိုင်တာမျိုးတော့မရှိပါဘူး။ တကယ်နဲ့ဒီကိစ္စကြောင့်အကျိုးဆက်အနေနဲ့ဝင်ဝင်ဆုံးရှုံးမှုအတွက်တောင်းဆိုနိုင်တဲ့ခြေကပုံမြင်လာနိုင်ပါတယ်အော်ဟုတ်ပါပြီဒါကသိထားသင့်တယ်နော်အလုံသမားတယောက်က WIC အရရောအင်္ဂလိပ်ရိုးရာဥပဒေ Common Law အရရောနှစ်မျိုးလုံးတောင်းလို့ရပါသလားရှင် WIC အရနဲ့အင်္ဂလိပ်ရိုးရာဥပဒေ Common Law အရနှစ်မျိုးလုံးတောင်းလို့မရပါဘူးနင်းနာကြီးကို WIC အရတောင်းမလား အင်္ဂလိပ်ရိုးရာဥပဒေကွန်မန်လောရတောင်းမလားရွေးချယ်ရပါမယ်။လောက်တမအနေနဲ့ဂီယူပြုဖို့ကတော့ WIC ရပေးတဲ့နဲ့နာချေကအရန်နေတဲ့ဆိုပေမဲ့အချိန်သိမကြပဲမြန်မြန်နဲ့ရတတ်ပါလေ။တကယ်လို့ WIC ရနဲ့နာချေတောင်းပြီးမှအင်္ဂလိပ်ရိုးရာဥပဒေကွန်မန်လောရနဲ့နာချေပြန်တောင်းချင်ရင်တော့တတ်မှတ်ထားတဲ့စီကန်တက်ကာလအတွင်းမှာ WIC ရတောင်းဆိုမှုကိုကန့်ကွက်ဖို့သမမဟုတ်ရုတ်တိန်ဖို့လို့ရပါမယ်။ စီကတဲ့ကာလာကျော်သွားရင် WIC ရပေးတဲ့နဲ့နာကြီးကိုလက်ခံရတော့မှာဖြစ်ပြီးတော့အင်္ဂလိပ်ရိုးရာဥပဒေခွန်မန်းလို့ ਨੇ စက်တောင်းဆိုလို့မရတော့ပါဘူးဟုတ်ကဲ့ပါဒါဆိုရင်အလုံကမားကတရားစိတ်ပေးဖို့ဘယ်လိုညွှန်နေချရပါမလဲတရားစိတ်ပို့ပြီးအတောင်းခံရတယ်လို့သူဘယ်လိုသိနိုင်ပါမလဲအင်္ဂလိပ်ရောဥပဒေကွန်မန်လောရာတောင်းဆိုမှုကိုအရင်ဆုံးကြည့်ကြရအောင်ပါပြီးမှ WIC ရတောင်းတဲ့ကိစ္စကိုပြောပြပါမယ် အင်္ဂယူရဥပဒေကုမန်လို့ရကောင်းရင်လုံတမကနင်းနာစီရမယ်ပြီးရင်နင်းနာစီပြရမယ်မှုတွေကတရားစီကိုပါပေးဖို့မိန့်ချခံရနိုင်ပါတယ်ဒါကိုအမှုတွေနဲ့မှုတွေစီလို့ခေါ်ပါတယ်ဒီပုံစံအဖြစ်ဓာတ်တွေးစုံနေတာကိုပြောရရင်အမှုတွေနဲ့အမှုတွေစီထဲဝင်မှုရေအမှုတွေနဲ့ရှင်းနေကဏ္ဍအရာအဲ့ဒီစီရဲ့သုံးမှုသုံးမှုတပုံရေကိုရှင်းနေကလုံတမစီကရမှာဖြစ်ပါတယ် ဥပမာနင်းနာခြေတောင်းတာကဒေါ်လာ3000တောင်းဒါမှမဟုတ်4000တောင်းမှုတဲ့နေမှုတဲ့ဈေးကဒေါ်လာ4500လောက်ဆိုပါစို့ရှိနေကလုံသမားစီကအဲ့ဒီဒေါ်လာ4500အပြင်လုံသမားရတဲ့နင်းနာခြေတဲ့ကဒေါ်လာထပ်1500ထပ်ပေါင်းပြီးရှိနေကယူပါလိမ့်မယ်လုံသမားကအဲ့ဒီနင်းနာခြေတဲ့ကကျန်တာကိုရမှာပါဒါကအင်္ဂလိပ်ရိုးရာဥပဒေ common law ရတောင်းတဲ့နေပါ ်ဝိုင်စီရနဲ့နာစီတောင်းတဲ့အခါရေပေါ်ရအဖြစ်အလုံးသမားအနေနဲ့ရှင်းနေမှာမို့မလို့ပါဘူးဘာလို့လဲဆိုတော့ဒါကအလုံးရသွားတဲ့လုပ်ငန်းစဉ်ဖြစ်ပြီးတော့တင်ပြပြီးတဲ့အခါကျရင်အမခန့်လုပ်ငန်းကတောင်းဆိုမှုကိုစစ်စစ်ပြီးထုတ်ပြလို့ပဲဖြစ်ပါတယ်ဒါပေမဲ့အကြိမ်များလုံးသမားဘက်ကရနိုင်တဲ့ပမာဏပေါ်ညင်းပွားမယ်ဒါမှမဟုတ်လေအလို့ရှင်ဘက်ကပေးရမယ့်ပမာဏဒါမှမဟုတ် အလုံးတော်ဝန်ထမ်းဆောင်နေအတွက်ထိခိုက်တာဟုတ်မဟုတ်ငင်းပွားမယ်ဆိုရင်တော့လုံသမားအနေနဲ့ရှင်းနေငါဘူးလိုလာနိုင်ပါရဲ့ MOM forum မှာပြထားတဲ့မှုတင်နေမှုတဲ့ဇေကာရန်နေတဲ့အတွက်ရှင်းနေငါဘူးကိစ္စကရှင်းရှင်းလင်းလင်းမရှိသေးပါဘူးရှင်းနေကအမှုတဲကိုဘလောက်တောင်းရမလဲဆိုတာကိုလောလောမှာထိချုပ်ထားတာလည်းမရှိသေးပါဘူးဒါကြောင့် အနုဝင်မတောင်းဆိုရင်တနည်းပြောရရင် WNC ရာနင်းနာကြီးတောင်းဆိုမှုစီစဉ်ရှိတဲ့ဆိုရင်တော့နင်းနာကြီးရာနိုင်ကြီးရှိမရှိဘလောက်ပမာဏရဝင်ရင်းခုံရမယ်အမှုတေကမှုတဲ့စီကရှင်းနေကားခမ်းမကြီးဘလောက်ယူမယ်ဆိုတာတွေကိုတော့ရှင်းနေနဲ့ကြိုတိုင်မြင်ထားသင့်ပါတယ်အမပါဘီဒါဆို WIC အရာတောင်းဆိုတဲ့အခါရှင်းနေငားနိုင်တယ်ပေါ့နော်တကယ်လို့တင်ကအမြဲတမ်းလိုးလိုးကန့်နေဆိုရင်မရှိရင်ဒါမှမဟုတ် တင့်စေကူတာစီရင်နဲ့စီးကွင်းကာလအတွင်းလောက်ခလာစာဆွတ်ဆူပေါင်းလို့နဲ့ပတ်သက်ပြီးစုံဖြတ်တဲ့ပမာဏအပေါ်ကန့်ကွက်ခြင်းဒါမှမဟုတ်လေတင်းအလုံးရှင်ကလုပ်ငန်းခွင်ထိခိုက်တံရမှုဆိုတဲ့အချက်တွေပေါ်ညင်းဆိုရင်ရှိနေကားနိုင်ပါတယ်။ရှင်းယူရီမပါဘဲနဲ့ WICA အရာတောင်းဆိုမှုလုပ်လို့ရပါသလား။ရပါတယ်။တကယ်တော့အခုခေတ်မှာမတော်တဆမှုဖြစ်ကြောင်းကိုအလုံးသမားကအလုံးရှင်ထက်တည်င်းပို့တာနဲ့ အလုရှင်ကဖေးရမယ့်ဖောင်တွေဖြစ်ပြီးသင်ပေးရပါတယ်အလုရှင်ကအာမခံကုမ္ပဏီနဲ့ဆက်သွယ်ပြီးတက်မှတ်တဲ့ကာလအတွင်းမှာအာမခံကုမ္ပဏီစီကနင်းနာကြည့်ရအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာတော့ရှင်းနေငါဘုံမလို့ပါဘူးโอเคကောင်းပါပြီဒါကတော့နောက်ဆုံးလေးကောမှာ တကယ်လို့နိနာကျေတောင်းဆိုတဲ့ကာလအတွင်းအလုတ်သမားကပေးရတဲ့စေကုသဇေယိတ်တွေ ရှိခဲ့ရင် အလုတ်ရှင်ကအဲ့ဒီစေကုသဇေယိတ်တွေကိုရောပေးဖို့လိုပါသလား WIC ရနိနာကျေတောင်းတာနဲ့ပတ်သက်လို့ကတော့အလုတ်ရှင်ဟာအမြင့်ဆုံးစေကုသဇေယိတ်ဒေါ်လာ၄၅၀၀အထိပေးရနိုင်ပါတယ်။အင်္ဂလိပ်ရိုးရာဥပဒေခွန်မလို့ရတောင်းတာဆိုရင်တော့အလုတ်ရှင်ကစေယုံကိုစေကုသဇေယိတ်ပေးချင်ရမှာပါ။ အလို့ရှင်ကနောက်ထပ်ဆေးကုသဆေးတွေမပေးဘူးဆိုရင်တော့ဈာဖြတ်ပေးချင်မှုဆောင်ရွက်ပေးဖို့ရှင်းနေကတောင်းဆိုနိုင်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ရအောင်နော်။အခုလိုအချိန်ပေးပြီးအကောင်းဆုံးဖြည့်ဆို့ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရရှိ။ကျမတို့အားလုံးလည်းဒီကနေ့အများကြီးတည်ခွင့်ရလိုက်တဲ့အတွက်အင်မတန်အကျိုးရှိလာပါတယ်။ဒါကြောင့်ကျေးဇူးတင်ပါတယ်လို့ထပ်ပြောပြရစီရှင်။ဟုတ်ကဲ့အခုလိုဖြည့်ချခွင့်ရတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။